ဖရူဆိုမြို့နယ်ဒေလကျူအုပ်စုအတွင်မှာရှိတဲ့ကိုဆိုဟန်ဆော့ခုကိုကွေစတဲ့ခြေရွာ၃ရွာကလူထုတွေဟာကျမကြီးဆောက်ရှောက်မှုရယူနိုင်ဖို့ဒေလက်စီပေခန်တစ်ခုရရှိဖို့မျှော်လင့်နေကြပါတယ်။အဲ့ဒီခြေရွာတွေဟာဝေးလံခေါဖျားတဲ့နေရာမှာတည်ရှိတာကြောင့်အရေးပေါ်လူနာတွေအတွက်အခက်တွေ့ရတယ်လို့ကျမကြီးမူတူကကန်ဒရာဝတီ time ကိုပြောပါရတယ်။ ဒီလိုကျူအောက်စုထဲကကျေးရွာတချို့မှာစီပီခန်းရှိပေမဲ့ဝေးလံခေါင်ဖျားတဲ့ကျေးရွာကလူထုတွေအတွက်လမ်းပန်းဆက်တွယ်ရေးခက်ခဲတာအပြင်သွာလာဖို့ကားဆိုင်ကယ်မရှိတာကြောင့်အခက်တွေ့နေရတာပါဒါအပြင်မိုးအဆက်မပြတ်ရွာသွန်းတဲ့အချိန်တွေမှာမြေပြိုတာလမ်းပြိုတာတွေဖြစ်တာကြောင့်အရေးပေါ်လူနာအတွက်သွာလာရေးအခက်ခဲရှိတယ်လို့သိရပါတယ်အဲ့ဒီကျေးရွာ၃ရွာအတွက်လိုအပ်တဲ့စေခန်းကိုတော့ကိုကွေကျေးရွာမှာထားရှိနိုင်ဖို့ကိုဒေသခံတွေကမျှော်လင့်နေကြတာပါ ဒီလကျူအုပ်စုအတွင်းကစေခံမရှိတဲ့ခြေရွာတွေမှာတော့တလတခါဒါမှမဟုတ်နှစ်လတခါနဲလက်ကျမကြီးအဖွဲကနေပြီးလာရောက်ကုသမှုပေးတာကိုပဲအားထားနေရတာပါအဲ့ဒီခြေရွာ၃ရွာမှာတော့ဒေသခံတွေအပါအဝင်စစ်ဘေးရှောင်900ကျော်ရှိတယ်လို့သိရပါတယ်